ဲ့သတင်းဌာနကိုနားတော်တာဆင်ကြတဲ့ပြည်ချက်တွေအားလုံးကိုတာလီဆော့ပါလို့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်မေလ9ရက်နေ့စင်နေရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျမတာယာကစီစဉ်မှုဖြစ်တာဝူယူကစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီနေ့သာထုတ်လွှင့်မှုအတွက်ကြားရမယ့်သတင်းတွေကတော့စစ်တွေဓာတ်ဆကအထက်မှာရှိတဲ့အမြောက်တပ်ကပောက်တိုးကိုလက်နက်ကြီးတွေနဲ့လှမ်းပစ်တာတွေလုပ်ခဲ့တယ်ဆိုတဲ့သတင်း ရခိုင်စစ်မျက်နှာမှာအာရခတက်တော်နဲ့အတူစကိုင်းတိုင်းပကဖကစစ်ကောင်စီတက်တွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ပြောဆိုလာတဲ့တဲ့။ရန်ပုံငွေဖျက်တော့ခံရတာကြောင့်အာဖေမြန်မာပိုင်းစစ်စစ်တွေရနာမယ်ဆိုတဲ့တဲ့။တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား15ဦးကိုထိုင်းစစ်တပ်ဖမ်းဆီးခံခဲ့ရတယ်ဆိုတဲ့တဲ့တွေကိုကြားရမှာလည်းဖြစ်ပါလိမ့်ရှင်။ဒီပထမဆုံးအနေနဲ့ကြားရမယ့်တင်ကတော့ စ်တွေဓားဆက်ကအထဲမှာရှိတဲ့အမြောက်တပ်ကပေါက်တိုးကိုလက်နက်ကြီးတွေနဲ့လှမ်းပစ်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စစ်တွေမြို့ဓားဆက်ကအထဲမှာရှိတဲ့စစ်ကောင်စီအမြောက်တပ်ကပေါက်တိုးမြို့နယ်အတွင်းကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုမနေ့ကလောက်ဆောင်ခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။စစ်ကောင်စီအနေနဲ့လက်ရှိမှာမေလတလတာအပြည့်ရက်မယ်လို့တတန်တို့ထောက်ပြန်ထားတာရှိပေမဲ့မနေ့ကမေလ၈နှစ်မှာတော့အာရခတ်တတော်ကအပိတ်သက်တိမ့်ပိုက်ပြီးဖြစ်တဲ့ပေါက်တော်မြို့ကိုလက်နက်ကြီးတွေနဲ့ခုနှစ်ချက်ထပ်မနေအเจ้าမိတ်တတ ဖြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့ဒီတိုက်ခိုက်မှုကြောင့်ပျက်စီးမှုရှိမရှိဆိုတဲ့အခြေအနေအသေးစိတ်ကိုတော့သူ့အနေနဲ့မသိရှိရသေးဘူးလို့လည်းဆိုပါတယ်။အာရခတ်တပ်တော်အပါအဝင်ညီနောင်မဟာမိတ်တပ်တွေအနေနဲ့လည်းငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ဖို့အတွက်တပတ်သက်ယာယီအပြစ်ရတာကိုမေလကုန်တဲ့အထိတက်တန်းတို့ထုတ်ပြန်ထားပါတယ်။အခုလိုစစ်ကောင်စီကစစ်တွေကနေပောက်တော့ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာကိုလောက်ဆောင်ခဲ့ပေမယ့်အာရခတ်တပ်တော်ဘက်ကတော့ပြန်လည်ပြစ်ခတ်တိုက်ခိုက်တာမရှိတဲ့အတွက် စစ်ကောင်စီဘက်ကလည်းပြစ်ခတ်တာကိုရပ်တွားခဲ့ရပြီးတော့ဒီမနက်ပိုင်းမှာတော့ပြစ်ခတ်တာမရှိဘူးဖြစ်တယ်လို့လည်းဆိုပါတယ်စစ်ကောင်စီကပြစ်ရက်ထုတ်ပြန်တယ်လို့ထုတ်ပြန်ထားပေမဲ့ရခိုင်ပြည်တွင်းကကြောက်ဖြူမြို့နယ်မှာအရခတပ်တော်ကအပိဓာတ်သိမ်းပိုက်ထားပြီးဖြစ်တဲ့နေရာတွေကိုထုတ်ဆစ်စင်တိုက်ခိုက်တာတွေကိုလည်းနေစဉ်လောက်ဆောင်တာတွေရှိနေပြီးအရခတပ်တော်နဲ့ထိတွေ့တိုက်ပွဲနေစဉ်ဖြစ်ပွားနေတာလည်းရှိနေပါတယ် နောက်ထပ်သတင်းပုံအနေနဲ့ရခိုင်စစ်မြေနာမှာအာရခတ်တက်တော်နဲ့အတူစကိုင်းတိုင်းပကဖကစစ်ကောင်စီတပ်တွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုကြားရမှာလည်းဖြစ်ပါတယ်။ရခိုင်ကမြို့တိုင်းတိုက်ပွဲတွေမှာအာရခတ်တက်တော်နဲ့အတူအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစကိုင်းတိုင်းပကဖတိုက်ခိုက်ရေးရဲဘော်တွေဟာဝင်ရောက်ပူးပေါင်းတိုက်ခိုက်တာတွေရှိခဲ့တယ်လို့မေလ၈ရက်နေ့မှာပကဖအတန်းကသတင်းထုတ်ပြန်လာခဲ့ပါတယ်။ အဲ့ဒီရခိုင်စစ်မျက်နှာတိုက်ပွဲတွေမှာအာရခတပ်တော်နဲ့အတူတိုက်ပွဲဝင်ခဲ့စဉ်ကပကဖအဖွဲ့ဝင်59ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာရှိခဲ့ရပြီးတော့နောက်ရဲပေါ်14ဦးကတော့တိုက်ပွဲအတွင်းမှာကြာဆုံးခဲ့ရတယ်လို့ဆိုထားပါတယ်။ရခိုင်စစ်မျက်နှာမှာတိုက်ခိုက်ခဲ့တဲ့စကိုင်းတိုင်းပကဖတိုက်ခိုက်ရဲရဲပေါ်တွေကိုပြီးခဲ့တဲ့2025ခုနှစ်မေလ2ရက်နေ့မှာကွန်ပျူတာကြိုးပွဲပြုလုပ်ခဲ့ပြီးတော့အဲ့ဒီကွန်ပျူတာကြိုးပွဲကိုစကိုင်းတိုင်းပကဖအဖွဲ့ကတာဝန်ခံဒုတာဝန်ခံတွေတက်ဆိုင်ရာခရိုင်အသီးသီးကတာဝန်ခံ မြို့နယ်တာဝန်ခံတွေတက်ရောက်ခဲ့တယ်လို့လဲဆိုထားပါဗျ။ဒါပေမဲ့စကိုင်းတိုင်းပကဖအနေနဲ့မခိုင်ကဘယ်မြို့တိုင်းတိုက်ပွဲတွေမှာအာရခတက်တော်နဲ့အတူဝင်းရောက်ပူးပေါင်းတိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့အတိအကျထုတ်ပြန်ထားတာကိုတော့မတွေ့ရသေးပါဘူး။ကြရမယ့်တရင်ကတော့ရန်ပုံငွေဖြတ်တောက်ခံရတာကြောင့်အာဖစ်မြန်မာပိုင်းစစ်စင်တွေရန်နာတော့မယ်ဆိုတဲ့တရင်ပဲဖြစ်ပါတယ်။ရန်ပုံငွေဖြတ်တောက်ခံရတာကြောင့် လိုလက်တော့အာရှအတန်း RFA တည်င်းဌာနရဲ့မြန်မာပိုင်းအစီအစဉ်ထုတ်လွှင့်မှုကိုရည်နာရတော့မှာဖြစ်တယ်လို့ RFA တည်င်းဌာနကဒီနေ့မေလ9ရက်နေ့မှာပြည်သူတွေကိုတရားဝင်အသိပေးထုတ်ပြန်လာခဲ့ပါတယ်။2025ခုနှစ်မတ်လ15ရက်နေ့ကနေစပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဦးဆောင်တဲ့အမေရိကန်ဆိုရက RFA အတွက်နှစ်စဉ်အတည်ပြုထုတ်ပေးနေကြဖြစ်တဲ့ရန်ပုံငွေတွေကိုဖြတ်တောက်ဖို့ကိုဆုံးဖြတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။အဲဒါကြောင့် RFA ကထုတ်လွှင့်နေတဲ့မြန်မာပိုင်းအစီအစဉ်ထုတ်လွှင့်မှုကို ရန်နာထားရတော့မှာဖြစ်ပြီးတော့ RFA မြန်မာပိုင်းအစီအစဉ်အနေနဲ့တနည်းနည်းမှာပြည်တပ်တွေစီကိုပြန်လည်ရောက်ရှိလာနိုင်မယ်ဆိုတာကိုလည်းမျှော်လင့်ထားတယ်လို့ဌာနမှူးကအတိအပေးပြောဆိုထားပါတယ်။အမေရိကန်ဓမ္မရဒေါ်နယ်ထရန့်ဦးဆောင်တဲ့အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာဓမ္မရထရန့်ဟာကမ္ဘာသတင်းမီဒီယာအေဂျင်စီဖြစ်တဲ့ USGAM ကိုလည်းမလ15ရက်နေ့မှာရန်နာခဲ့ပြီးတော့အဲ့ဒီ USGAM နဲ့အတူ RFA တည်င်းဌာနတွေမှာအလုံးလောက်ကင်နေကြတဲ့ဝန်ထမ်းတွေနဲ့စာချုပ်ဝန်ထမ်းတွေကိုလည်းအနာပေးလိုက်ကြောင်းကို အကြောင်းကြားစာတွေပေးပို့ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ RFA ဟာအစီအစဉ်တွေကိုအကန့်အသတ်နဲ့ထုတ်လွှင့်ပေးခဲ့တာရှိခဲ့ပြီးတော့လက်ရှိမှာတော့မြန်မာပိုင်းအစီအစဉ်တစ်ခုလုံးကိုရန်နာလိုက်ပြီးဖြစ်ကြောင်းထပ်မံပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ RFA တည်င်းဌာနဟာမြန်မာပြည်သူတွေနင့်နေညံ့ညာခံစားနေကြရတဲ့စစ်အာဏာရှင်အဆက်ဆက်တည်င်းအမှောင်ချတာစစ်ရာဇဝမှုကျူးလွန်တာလူအခွင့်အရေးချိုးဖောက်တာတွေအပြင်မြန်မာနိုင်ငံအတွင်းကလူမှုရေးစီးပွားရေးတည်င်းတွေကိုပြည်သူနဲ့နိုင်ငံတကာသိရှိနိုင်ဖို့အတွက်မျက်ခြေမပြတ် သတင်းတွေကိုတင်ဆက်ပေးနေခဲ့တဲ့သတင်းဌာနတစ်ခုလည်းဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တရားမဝင်ကိုရောက်လာတဲ့မြန်မာနိုင်ငံသား15ဦးကိုထိုင်းစစ်တပ်ကဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုကြားရမှာပါ။ထိုင်းနိုင်ငံတပ်ခရိုင်ထက်ကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား15ဦးကိုပြီးခဲ့တဲ့မေလ10ရက်နေ့ညနေ8:30နာရီ30ဝန်းကျင်မှာထိုင်းစစ်တပ်ကဖမ်းဆီးခဲ့တယ်လို့ဒီနေ့မေလ9ရက်နေ့မှာသတင်းထုတ်ပြန်လာခဲ့ပါတယ်။ အဲ့ဒီတရားမှုဝင်ရောက်လာတဲ့မြန်မာ55ဦးကိုထိုင်းစစ်တပ်ရေကြ3931ကတပ်ပြီနဲ့မေရမတ်ခရိုင်မေဂျာရော့မြို့နယ်ဆက်မှာဖမ်းဆီးခဲ့တာဖြစ်ပြီးတော့သူတို့ဝင်ရောက်လာမယ်ဆိုတာကိုကြိုတင်သိရှိထားတာကြောင့်စောက်ကြည့်ပြီးတော့ထိုင်းစစ်တပ်ကအခုလိုဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဖမ်းဆီးခံခဲ့ရတဲ့မြန်မာ55ဦးထဲမှာအမျိုးသား9ဦးနဲ့မျိုးသမီး10ဦးပါဝင်ပြီးတော့ဖမ်းဆီးရရှိခဲ့တဲ့မြန်မာတွေကိုထိုင်းစစ်တပ်အနေနဲ့မေရမတ်ရဲစခန်းကရဲအရာရှိတွေစီကိုဥပဒေအရအရေးယူဆောင်ရွက်နိုင်ဖို့အတွက် လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဆိုထားပါတယ်။စီနေတဲ့တင်ထနာရဲ့တနစ်တာဗီဒီယိုတင်ထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးမှုဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရအပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်းစီနေကတင်ဆက်ပေးတဲ့တနစ်တာသတင်းတွေကိုနားဆင်မယ်ဆိုရင်စီနေရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေစဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပတ်အပ်ပါတယ်။